အချင်းကစားခြင်းအပြင်ကတော့ကျွန်တော်တို့ရှင်အုပ်ကိုမိုးကြည့်ပြီးရတယ်ဒါလုံးတက်စီတဲ့ဒီလေးပဲဖြစ်ပါတယ်နှစ်ဖက်နဲ့ကစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နေပါတယ်เนาะဒီမှာဒီနှစ်ဖက်နဲ့ကစားမယ်ဆိုလို့ရှိရင်ခုံခုံပါးကြီးဖြစ်နေပါတယ်အဲဒီတော့ဒီပြင်းထန်ထန်နဲ့ပုံပြီးထိရောက်ခြင်းတယ်ဆိုလို့ရှိရင်เนาะကျွန်တော်ကြော်ဘွေးတစ်လုံးလွယ်ကြော်ဘွေးတွေထဲမှာအလေးတွေထဲအလေးတွေထဲအလေးနဲ့မှเนาะပြီးလို့ရှိရင်ကျွန်တော်အလေးတွေကိုလွယ်အလေးတွေလွယ်အလေးတွေနဲ့မှအဲ့လိုကစားရင်တော့ပြပြထလုံးနဲ့ပုံပြီးထိရောက်အောင်ကောင်းပါလေတကယ်လို့နှစ်ဖက်နဲ့ရိုးရိုးလွတ်ထိုးရတာ ေါ့နေတယ်ရေးထံကိုဆက်လို့ရှိရင်တော့တစ်ခါတည်းနဲ့ထိုးရတယ်ငင်းကြီးချတယ်နော် โอเคပါတကယ်လို့ပေါ့နေရဆိုလို့ရှင်တစ်ပတ်ထနေထိုးပါပြင်ထန်ပါတယ်ပိန်တဲ့လူတွေနေလဲဆိုလို့ရှင်အခုမှစမဲ့လူတွေရဟန်းမစော့ပါနဲ့เนาะကြစ်ပြီးမာပြီးရတယ်မကြည့်ရနေဘူးလေအဲ့တော့ပိန်တဲ့လူတွေနေလဲတော့6 8 10 80စနစ်အုံးကြော့เนาะ6 8 10 6ပြီးရင်80စနစ်8အဲ့လိုမျိုး3လေးကြော့တော့ထိုးပြီးရပါပြီအများကြီးမထိုးပါနဲ့ညာတော့ထိုးလို့ရှင် ွက်သားရေးကြစ်ပြီးမှာပြီးရတယ်မကြည့်ရနေပါနဲ့เนาะအစာကစားအားအစာအားကိုကိုယ်အောင်ကစားပြီးပါစားပြီးပါဒါပဲပြောချင်ပါတယ်เนาะဝါးတဲ့လူအနေနဲ့ဆိုလို့ရှိရင်เนาะ15 20အဆင်ပြေတယ်လို့ခိုးပေးပါဒါမှရေအောင်ကနေပြီးအစီဒီကြပြီးကြည်ကြည်လေးလေးမှာသွားမှာမလားအဲ့တော့အရင်ဆုံးမှဆယ်ခွဲလိုက်ပေါ့အရင်ဆုံးကြည်ကြည်လေးလေးဖြစ်ပြီးဆိုတာကိုခဏကိုချိုးစားဖို့ကိုကြည့်ပါပြီးရင်တေချာပြန်ပြီးရတယ်ပြင်ယူပါโอเคကျေးဇူးတင်ပါတယ်